MSB ထန်းအုပ်ဆိုလာမသိတာအငင်းနေကောင်းလေးသူဖောင်းတာပဲဒီကလေးရဲ့မရင်ကျက်တဲ့ဘောပေါ့နော်ဆရာကြီးလုံးမယ်ဆိုတော့သူလည်းဆရာကြီးချင်းမှလုပ်ပါလို့ပါဆရာကြီး။ဘာမှယူသားကလည်းဒီမှာအကြီးဆိုတော့သူကပြောပြတယ်ဒီလိုဒီလိုစွရတယ်။သူကလည်းခင်ဗျာကျွန်တော်မပြောနဲ့ကျွန်တော်ဘာသာကျွန်တော်သိတယ်အဲ့လိုတွေရပါတော့။ကိုရီညင်းဖို့တော့မှမရဘူး။သူကညင်းနေရတော့ ိုရီးယားမျက်နှာငယ်လေးနဲ့ဟိုကြည့်ဒီကြည့်နေတာပေါ့အဲ့တော့လူကြည့်တော့မအော်နဲ့အဲတေချာလေးဆော့အဲ့လိုတော့ပြန်ပြောခဲ့ရတော့ရှိတယ်မမယူမမယူတာလည်းဟဲ့ဘုံတော့နည်းစိတ်မကောင်းဖြစ်တဲ့ခံလေးတော့ရှိရပါအဲ့တော့ထွက်လိုက်တော့ကြည့်ပေါ့နော်ကျွန်တော်မပြောတော့ပါဒီဟာဝယ်ခံရရန်ခက်တယ်။ရာခလာကတာ။ ကစားမှလားနားမှလားဆိုတော့ကြည်နူးစရာ story လေးတစ်ပုဒ်တော့မဟုတ်ပါဘူးပြေးတဲ့လျှွေရတနာ more and more မှာရှားဖွေးပါ MSB အာဒီပွဲကိုပါဝင်ဖြစ်တာကတော့အဓိကတော့အာ ကစားရှင်လို့ဝင်ပြန်ကြတာပေါ့နော်ကျွန်တော်လည်းကစားရှင်နေအဲ့တော့အဓိကတော့ဒီ production နဲ့လည်းအမှန်တရားပြောရင်အင်းကတော့ရိုက်ကူးတွေလုပ်ခဲ့ဖူးတယ်အပြီးတော့သူတို့ထွက်လာတဲ့ program တွေကဘာတွေဖြစ်မလဲစိတ်ဝင်စားတယ်ဒီပြန်ပွဲဝင်ပြီးတော့ရှောက်ပြီးဝင်ပြခဲ့တာပါ အကစားနီတွေကတော့အများကြီးပဲပေါ့နော်စဝင်ပြိုင်ကြတယ်အတိကတော့စပြီးတော့ပွဲကိုရောက်တာနဲ့စိတ်လှုပ်ရှားမှုကတော့အပြည့်ပဲဆိုတော့အခန်းတွေကိုလည်းတယောက်တစ်ခန်းစီပေးထားကြတယ်ဟိုကိုနံပါတ်နဲ့ကိုပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကစားသမားနံပါတ်3939ဖြစ်ပါတယ်အဲ့တော့ကိုဘေးအခန်းကက်ရကဘယ်သူဖြစ်မလဲဆိုတော့အဲစိတ်လှုပ်ရှားမှုကလည်းစလာကြတယ်စိတ်ဝင်စားစရာရန်ကောင်းနေတယ်စတယ်တော့လျှောက်ဟိုမျက်နှာဖုံးနဲ့တက်ပြီးတော့ကျွန်တော်တို့ကားပေါ်စင်ကလေးကကြိုးတယ်အခန်းလေးကိုဟိုကိုယ့်ရဲ့ကိုယံတော်ရင်လည်းလို့ပို့ပေါ့နော် ရောက်ပြီးအခန်းအဝတွေမှာစောင့်နေကြရတယ်။အပြင်လည်းမထွက်ရဘူးအဲ့လိုမျိုးပြီးပေါ့သူတို့တတ်မှတ်ထားတဲ့အချိန်မှာထိုင်နေရတယ်တတ်မှတ်ထားတဲ့အချိန်မှာထွက်ရတယ်စလာခဲ့စိတ်လူချမှုနဲ့အပြည့်ပါပဲခင်ဗျအကြောက်ရဆုံးကတော့ဘယ်သူမှတော့မရှိဘူးအမှန်တိုင်းပြောရင်ကိုကတော့ရရင်နိုင်တယ်လို့ရအောင်ဆော့မယ်ဘာပဲလာလာအကောင်းဆုံးဆော့မယ်ဆိုတဲ့စိတ်နဲ့တော့ဆော့ခဲ့ရပြီးတော့ကြောက်စိတ်ရောမရှိဘူးဟိုဒါမဲ့စဆော့တဲ့အခါမှာလည်းခေါင်းတော်ကျွန်တော်တို့ကိုယ်တိုင်ကစားသမားအချင်းရှင်ပြန်ရရှိရဲအပြင်ကနေပြီးတော့ဟို ခေါ်ပြီးတော့ဒီမှာဂျင်းဆော့တဲ့သူတွေပါကြတော့သူတို့တွေနဲ့အားပြိုင်ပြီးဆော့ရရှိရဆိုတော့တချို့ဆိုရင်ထိခိုက်ဒဏ်ရာရလည်းရှိပါတယ်ခင်ဗျာပြိမ်းမနေစိတ်ရောလူရောရမ်းမောလာကိုမျော်လင့်ထားတာထက်ဆယ်စားမကပြိမ်းမနေနာမည်အလင်းရောင်အောင်ဝီငါတောက်ကစားခြင်းကျွန်တော်အရင်ကံကောင်းနေပြောရမယ်ကျွန်တော်ကြားတဲ့နံပါတ်ကရောကြားတဲ့တင်မျောကျွန်တော်ပြော ဟိုကစားတဲ့အထက်မှာလည်းကျွန်တော်အရန်ကန်ကောင်းတယ်လို့ပြောမယ်အဲ့တော့ထွက်လာရင်တော့ជីជីပေါ့တော့ကျွန်တော်အခုနေရာမပြောတော့ဘူးဆိုတော့ဘလို့ပုံစံမျိုးနဲ့ကျွန်တော်ကန်ကောင်းပြီးအဲ့ညာရောက်သွားလဲအဲ့ညာရသွားလဲအဲ့ဘွဲမှာကျွန်တော်ဘလို့ pass ဖြစ်ပြီးနောက်တပွဲကိုတက်ဖြစ်ခဲ့လဲဆိုတော့ဒါသုံးတိကြည့်ပေးကြပါတော့ခန့်အောင်ဆိုလားမသိတာအငင်းနေကောင်းလေးသူ့ပြောရမင်းကဘာဆိုင်လဲဆိုတော့ထောရဲဟေးငါလည်းထောရပဲလေလို့ ငါတခါမှလို့တောရဲရှင်မှာလို့အဲ့လိုငင်းတာတခါမှမတွေ့ဘူးလို့မိတာအငင်းတာပဲနော်လို့လူကြီးနဲ့လည်းမမယူတာနဲ့တအငင်းတာမမယူတာကလည်းတင်မအကြီးဆိုတော့သူကပြောပြတယ်ဒီလိုဒီလိုဆိုရတယ်သူကလည်းခင်ဗျာကျွန်တော်မပြောနဲ့ကျွန်တော်ဘာသာကျွန်တော်သိတယ်အဲ့လိုတွေကပေါ့နော်ကိုရီငင်းဖို့တော့မမရသူကငင်းနေရတော့ကိုရီကမျက်နှာငယ်လေးနဲ့ဟိုကြည့်ဒီကြည့်နေရပေါ့နော်အဲ့တော့လူကြီးတော့မအော်နဲ့တေချာလေးဆော့အဲ့လိုတော့ပြန်ပြောခဲ့ရတာရှိတယ်မမယူမမယူတာလည်း အဲ့ဘုံတော့နည်းစိတ်မကောင်းဖြစ်တဲ့အခန်းလေးတော့ရှိရပါဘူး။အဲ့တော့ထွက်လိုက်တော့ကြည့်ပေါ့နော်ကျွန်တော်မပြောတော့ပါဘူး။အခုဒါ promotion မှာတာပါပဲဒါမောင်ယူတာငိုတာ။ငိုတာ၄ interview တက်လာလို့ကျွန်တော်ပြောပြရအောင်နော်။ကျွန်တော်စာချုပ်တင်းမှာမပြောရအောင်လို့အစီအစဉ်ပါဖြစ်တဲ့အတွက်ကျွန်တော်ပြောလို့လည်းမရအောင်ဒါပေမဲ့ဒါအဲ promote တက်လာတဲ့အခါမှာငိုတာ၄ view တာ၄တော့ကျွန်တော်ပြောပြရအောင်နော်။ဘာကြောင့်ငိုရလဲဆိုတာအဆုံးထိကြည့်ပေးကြ။အထဲမှာငိုရတာရှိတယ်။အဲခိုက်ပြီးတော့ဟိုပြစ်လဲတာရှိတယ်။ အပြင်းထန်ဆွာရရှိတယ်ထင်မှားတဲ့လှည့်ွက်တွေလည်းပါရရှိတယ်ကျွန်တော်ဆိုလို့ရှိရင်အရန်ကိုပါဆက်လို့ရှိရင်အသက်ရှူကြရတဲ့ခန်းတွေလည်းပါရတယ်အဲ့တော့ဘာလာမလဲဆက်တချက်သုံးဆောင်ကြည့်ပြကြနော်အဲငငယ်ငယ်တုန်းကကစားနီးဆော့ခဲ့ရတယ်လည်းပါရတယ်အဲ့ဒါကိုမှ तू ကပို့ပြီးတော့ update မြင်ထားသလိုပေါ့နော်အဲတကယ် rule တွေနဲ့လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ငယ်တော့ဆိုရင်ခုံပြီးတော့သူတူတူရှုံချုံဘာမှမဖြစ်ဘူးသူကအပျော်စောတာအခုကအဲ့လိုမဟုတ်ဘူးသူကစုကြီးတွေလည်းပါတာဆိုတော့အဲ့ဟာကြီးကိုလည်းအဲဘယ်လိုမဆိုလိုရှင်ကြလို့ဆော့ကြတာဆိုတော့အဲ့ဟာကြီးရဲ့ရည်ရချက်ရဲ့နောက်ပြိုင်ပွဲမှာ scan ချက်တွေဆိုတော့အဲ့ scan ချက်ဖောက်လို့မရဖောက်တယ်လည်းကျွန်တော်ကပွဲရနဲ့ထွက်ရမှာပဲအဲအဲ့တော့အဲ့ဟာကြီးရဲ့ pressure ကြီးလည်းအများကြီးရှိတယ်အချင်းချင်းတရက်ပြီးတရက်ဘာဆော့ရမလဲဘာပြန်ရမလဲအချင်းချင်းဘယ်လိုကြရမလဲဘယ်ဖွဲ့ရဘယ်လိုကွဲရမလဲဆိုတော့အဲ pressure ကြီးပေါ့နော်အဲအဲ့လိုမျိုးကြီးနောက်ဆုံး အခန်းမရောက်ခင်အဖွဲလိုက်ကြီးကိုထိုင်ရတဲ့အခန်းကတော့အရန်ကိုမှစိတ်လှုပ်ရှားစရာကောင်းတယ်အဲ့ခန်းတော့ကျွန်တော်အသက်အသက်ရှူကိုကြာကိုအသက်ရှူတယ်တော့ကိုကြားနေရတယ်အဲ့လိုမျိုးခိုင်းရင်လည်းပါတာဖြစ်တဲ့အတွက်ဒါတော့ဆုံးအောင်ကြည့်ပေးကြပါဒါလေးတော့မကြခင်ထွက်တော့မှာပေါ့နော်ဒီပွဲမှာစပြီးရောအင်တာဗျူးကလေးကစပြီးရော၆ကြာကျွန်တော်ဒီဒီပြိုင်ပွဲကိုအဆုံးတိဝင်ပြိုင်မယ်အဆုံးတိကိုရွေထားတယ်အဆုံးတည်းအနိုင်ရကျွန်တော်ဆော့တာဖြစ်တဲ့အတွက်ဘယ်သူ့ဘုံမှလည်းမကြောက်ဘူးအဲ့တော့ဘာလာလာဆော့မယ်ဆိုရေးရှင်နဲ့ဆော့ခဲ့တယ်အဲ့တော့ကျွန်တော် ဘယ်လိုမျိုးတွေစော့ပြီးဘယ်လိုတွေရှင်ပြိုင်ပြီးတော့ဘယ်လိုတွေပါသွားလဲဘယ်လိုတွေဖြစ်သွားလဲဆိုတာကိုတော့ပြည်သူတွေကြည့်ပေးကြပါဒီကစားပွဲကအမှတ်တရတွေလည်းအများကြီးဖြစ်ခဲ့ရတယ်ပြီးတော့အကောင်လုံးကလည်းအဲအမှုပညာရှင်မောင်နှမတွေကြီးပဲဆိုတော့ပို့ပြီးတော့မှအဲ့ပွဲမှာစုစုစီစီစုပေးလိုက်တယ်လို့ပဲပေါ့နော်အရင်ပြောဖို့ကောင်းပါတယ်အဲ့တော့ထွက်လာလို့ရှိရင်တော့ဒါလေးကိုတော့ကြည့်ဖြစ်အောင်ကြည့်ပေးကြပါအဲ့အချိန်မှာကျွန်တော်ဘလို့ပုံစံမျိုးနဲ့ထွက်လာပြီးဘလို့ပုံစံမျိုးလှုပ်ရှားထားတယ်လဲဘသူ့ကိုဘလို့ပြောထားတယ်လဲဆိုတာလည်းအဲပါလာမှာဖြစ်ပါတယ်အဲကျွန်တော်တော့ ငင်ငင်အေးအေးလေးပေါ့နော်ဒါပေမဲ့မထင်ထားတဲ့ပုံစံမျိုးလေးနဲ့အဲလှုပ်ထားတာလေးရှိပါတယ်အဲ့တော့ထွက်လာလို့ရှိရင်ကြည့်ပေးကြပါအပြင်ကဝေခိုင်းနေမတူတဲ့ကစားကစားတဲ့ပုံစံမျိုးတွေ့ရမှာပေါ့ဟုတ်တယ်ဟုတ်တယ်အပြင်ကပုံစံနဲ့လုံးဝမတူတဲ့ဝေဆိုင်ဝေဆိုင်အနေနဲ့တွေ့ရမှာပါအဲ့ဒီမှာကျွန်တော်လည်းနည်းနည်းတော့မှွေထားတာပေါ့နော်အဲ့တော့ထွက်လာရင်တော့ကြည့်ကြည့်ပေါ့အချင်းချင်းကတော့ဒါထွက်လာရင်တော့အေးနင်ကအဲ့လိုပြောခဲ့တာလားဆိုတာမျိုးတွေနဲ့စပါမယ်အဲ့တော့ အပြင်မှာတွေ့ရင်တော့ရန်များဖြစ်မလားတော့မသိကျွန်တော်တို့ပုံနေရမယ်နဲ့တူရဲပြောမယ်ဆိုရင်ခါတိုင်းဆိုရင်ရိုက်ကူးကြီးမှာတွေ့ကြဆုံးကြအိမ်ပြန်ကြအဲ့လိုဖြစ်ကြအခုကအဲ့လိုမျိုးမဟုတ်ဟိုစကားကစားပွဲပြီးတော့အဲတင်းရုံစင်လည်းဖြစ်ခဲ့ကြတာဖြစ်တဲ့အတွက်အမြဲတမ်းလည်းပြောဖြစ်နေကြရဲကစားပွဲအကြောင်းလေး close လည်းဖြစ်သွားရဲပေါ့နော်ဆိုတော့ဒါကလည်း interview တွေရောတခြားကစားပွဲတွေမထွက်သေးလို့လည်းဖြစ်မှာပေါ့နော်ထွက်လာလို့ရှိရင်သူတို့ကကျွန်တော်ပုံမောမှမသိဘာလို့လဲဆိုတော့ဖြေထားရလဲရှိရဲဆိုတော့လေသူတို့အကြောင်းတော့မသိသေးဘူးဘောနော်အတင်းတုတ်တာရလဲပါတာဆိုတော့ ထွက်လာရင်တော့လည်းမမုန်းပါနဲ့ပေါ့နော်တကယ်ရှင်ကြိုတော့မှားတာပါပဲအဲ့တော့မေးပြတ်စီစဉ်ဖြစ်နေမဖြစ်မနေဖြစ်ရမယ်ဆိုလို့သာဖြေထားတာနော်အဲ့တော့ထွက်လာအဲ့တော့မေးတဲ့ဒီနဲ့လည်းဆိုင်ပါတယ်အဲ့တော့ကိုကလည်းဖြေရဖြေရတာဆိုတော့ဖြေချင်းလို့လည်းဖြေလိုက်တာဖြစ်ပါတယ်အဲ့တော့ထွက်လာလို့ရှိရင်တော့ကြည့်ပေးကြပါမြန်မာစတာပစာ